ကျွန်တော်မေရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီလေး YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီတဲ3ကွယ်နီးကိုပြန်လည်ပြောင်းတောင်းမှာဖြစ်ပါတယ်ပေါ့နော်ဒီတဲ3ကွယ်နီးကိုကျွန်တော်ဒီ356646ခုရှင်ဒီ3ပင်ကြာရတာလေးကိုပြန်ပြပေးတော့မယ်ပေါ့နော်အဲဆိုကျွန်တော်ဒီ865က63ပေါ့နော်865ရဲ့63ရဖြစ်ပါတယ် ဆိုတော့ဒီနော်ဒီမှာထည့်ကြည့်မယ်ပေါ့နော်၈ရှောင်း၅၈၅ပြီးတော့ဒီမှာ63ဆိုပြီးပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ63ကိုယူมาဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီ6 63ပေါ့နော်63ကိုဒီအနောက်ဘက်3ကိုနောက်ထပ်တစ်ချိန်ထပ်တိုးတာဖြစ်ပါတယ်ဗောနောနောက်ထပ်တစ်ချိန်ထပ်ရေးတာဖြစ်ပါတယ်633ဗောနောဒါဆိုရင်ကျွန်တော်ဒီ6နဲ့ဒီ9ပေါင်းဗောနော6နဲ့3ပေါင်းရှင်းဒီ9ဖြစ်ပါတယ်နောက်ထပ်ဒီ3နဲ့ဒီ3နဲ့ပေါင်းရှင်းဒီ 6ဆိုပြီးကြာတယ်ပေါ့နော်တပန်းဒီ6နဲ့9နဲ့ထပ်ပေါင်းတော့လုံးပိန်အဖြစ်9လုံးပိန်ဆိုပြီးရတယ်ပေါ့နော်โอเคလုံးပိန်9ဆိုပြီးဖြစ်ပါတယ်โอเคအဲ့ဒီ9လုံးပိန်ကိုကျွန်တော်နောက်ထပ်အနေနဲ့7နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်โอเคအဲ့ဒီ9ကိုကျွန်တော်နောက်ထပ်7နဲ့ပေါင်းတော့9နဲ့7ပေါင်းရှင်းဒီ73ဆိုပြီးတော့3လုံးပိန်ရပြီပေါ့နော်9 3 3ကိုကျွန်တော်နောက်ထပ်အစင်လိုက်ပေါ့နော်အစင်လိုက် 656ဆိုပြီးတော့ထပ်ယူมาဖြစ်ပါတယ်656 Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒါလေးကိုစီလိုက်ရင်3ခွဲရမယ်ပေါ့နော်ဆိုတော့ဒီ5ဒီ5 3ဖြစ်ပါတယ်ပေါ့နော်9ရဲ့3ရဲ့ဒီ4ရဲ့တွဲတယ်ပေါ့နော်ပြီးရင်9 3တွဲကို4 9နဲ့တွဲမှာဖြစ်ပါတယ်9 3လေးပြီးတော့9 3 5ဆိုပြီးဖြစ်မယ်ပေါ့နော်9 3 5 9 3 6ပေါ့နော် 6ဆိုပြီးဖြစ်ပါတယ်ဒီ3ခွေရတယ်ပေါ့နော်8 6 5ပြီးတော့နောက်ဆက်တဲ့ချိန်မှာကျွန်တော်တို့ဒီမှာပေါ့နော်8 6 5ပြီးတော့3 5 6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ8 6 5ပြီးတော့နောက်ဆက်တဲ့ချိန်မှာ3 5 6 3 3ဆိုပြီးဖြစ်ပါတယ်ပေါ့နော်3 5 6 3 3 5 6 3 3ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ9 3 5 3 5 9 3 6ထဲက 3-6ဒီတခုဖြစ်ပါတယ်ပေါ့နော်5-3-6 5-3-6ဒီနောက်ထပ်တစ်ချိန်မှာ3-5-6ဆိုပြီးတော့ကြောင်းပြန်ဖြစ်ပါတယ်ပေါ့နော်ခဲဒါဆိုရင်ဒါတစ်ချိန်ရှိပြီပေါ့နော်โอเค936ที่396ตะพันเจนเราดีมา3ติสุบิยาเลยปะเนาะ3ติสุบิด้วยเจนเราดี3ก็ติติโดมาปะเนาะ3ติติเลยมาဖြစ်ပါတယ် ဒီဘုံမှာရှောက်3 3နှခါယူတဲ့အတွက်ဒီတစ်ကိုနှခါယူမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီ3နဲ့ဒီ3နဲ့ပေါင်းတာပေါင်းရှင်လေးရတယ်ဗောနော်။ဒီ3နဲ့ဒီ3နဲ့ပေါင်းတာပေါင်းရှင်နှစ်။တဖန်ဒီ6နဲ့ဒီ2နဲ့ပေါင်းရှင်ဒီ6။ဒါဆိုရင်လုံးပိန်6ဆိုပြီးရပြီဗောနော်။6ကိုကျွန်တော်ရှင်းနဲ့ထပ်ပေါင်းတော့6နဲ့8ပေါင်းရှင်ဒီ14ဆိုပြီးဖြစ်ပါတယ်။6ကိုဒီနောက်က8နဲ့ပေါင်းတာဗောနော်။လေးပြီးတော့ကျွန်တော်နောက်ထပ်9 6 ခွန်ရှိပြီဖြစ်ပါတယ်။အဆင်း6လေးသိမ့်မယ်ပေါ့နော်။6 4 6ကို9နဲ့ကတ်တော့6 4 9တကွဲရမယ်ပေါ့နော်။နောက်ထပ်6 4ကို6နဲ့ကတ်တော့6 4 6နောက်ထပ်အကြိမ်မှာ6 4ခွန်ရှိပြီဖြစ်မယ်ပေါ့နော်။6 4ရှိပြီးတော့ကျွန်တော်ဒီ3ကွဲရတယ်ပေါ့နော်။အဲ့ဒီ3ကွဲထဲကကျွန်တော်နောက်ထပ်အကြိမ်မှာဆိုရင်3 5 6ပြီးတော့ဒီမှာ6 4 6 5ရှင်းရှိပြီဖြစ်ပါတယ်ခင်ဗျာ။ 6658ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာက6658ဆိုပြီးဖြစ်ပါတယ်โอเคဒါကြောင့်မို့ကျွန်တော်ဒီအပေါ်ကကနန်း3ကွက်ထဲက6068တဲ့ဖြစ်ပါတယ်ပေါ့နော်ဒီမှာ6068တဲ့ဖြစ်ပါတယ်โอเคဒါဆိုရင်ဒီ936ဒီ3 5 6ဆိုပြီးဖြစ်သွားတယ်ပေါ့နော်ဒီ6 4 6မှာတော့ ီမှာ6လေးလျှောက်ကြည့်ပြီးတဲ့ဖြစ်သွားတယ်ပေါ့နော်โอเคနောက်ထပ်တစ်ကြိမ်ဒီ9ရှစ်ဖြစ်ပါတယ်ခင်ဗျာ9 6ဆိုတဲ့အတွက်9 6 6လို့ယူမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ9နဲ့ရှင်းနေပေါင်းရှင်းဒီ73ဖြစ်ပါတယ်တပန်ဒီရှင်းနေဒီရှင်းနေပေါင်းတော့ပေါင်းရှင်း600ရတယ်ပေါ့နော်နောက်ထပ်အနေနဲ့ဒီ3နဲ့ဒီ6နဲ့ပေါင်းတော့ပေါင်းရှင်းဒီ9 9လုံးပဲရပြီပေါ့နော်အဲ့ဒီ9ကိုကျွန်တော်နောက်ထပ်ရှင်းနဲ့ထပ်ပေါင်းအောင်မှာဖြစ်ပါတယ် အစဉ်9နဲ့10ပေါင်းရှင်ဒီပေါင်းရှင်ဆက်ခွန်ရတဲ့အတွက်ခုနှစ်လုံးပိုင်ဖြစ်ပါတယ်ခွန်ကို1တိုးတော့10 9တောင်ညာပါနော်အစဉ်9လုံးပိုင်ခုနှစ်လုံးပိုင်ကို10နဲ့ထပ်တွဲမှာဖြစ်ပါတယ်အစဉ်တွဲလိုက်တော့9ခွန်10တဲ့ရမယ်ပါနော်9ခွန်10အာ9ခွန်9အာပါနော်9ခွန်9အာရမယ်9ခွန်တောင်ညာဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเค ဒီတဲ့ဒီလေ၃ခွက်ထဲကနောက်ထပ်တစ်ကြိမ်မှာ6800ဆိုပြီးဖြစ်ပါတယ်ဒီမှာ6800ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ဒီမှာ6800ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီဘောက၃ခွက်ထဲက6800တဲ့ဆိုပြီးဖြစ်သွားတယ်ပေါ့နော်တဲတင်အာပပရာမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင် ကျွန်တော်ဒီမှာ98တဲ့98တဲ့ဖြစ်သွားတယ်ပေါ့နော်တဲဖြစ်လာတာဖြစ်ပါတယ်အဆိုရင်3ချိန်ရှိသွားခဲ့ပြီဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီမှာဒီ3 5 6တပင်ဒီမှာတစ်ချိန်ပေါ့နော်6 6တပင်98တပင်3ပင်တော့ဖြစ်သွားပြီပေါ့နော်โอเค6ปีเหมี่ยวที่19เจนด้วยเสร็จพี่တော့โอเคมั้ยล่ะสว่านี้จนเราเสร็จจีอ๋อเนาะที่มาคุ้นๆสุดในด้วยจังหมดเราเรา ခွန်3ကြိမ်ဖြစ်သွားမယ်ပေါ့နော်ခွန်ခွန်ကိုနောက်ထပ်တစ်ကြိမ်ထပ်တိုးတော့ခွန်အဲဆိုရင်ခွန်နဲ့ခွန်ပေါင်းတော့ပေါင်းရှင်း14ဖြစ်ပါတယ်ဒီခွန်နဲ့ခွန်နဲ့ပေါင်းတော့ပေါင်းရှင်း14ဒီ၄နဲ့၄ပေါင်းတော့ပေါင်းရှင်း6ရတယ်ပေါ့နော်ဒါဆိုရင်ချင်းလုံးပိန်ရမှာဖြစ်ပါတယ်ဒီချင်းလုံးပိန်ကိုနောက်ထပ်ရှင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ချင်းလုံးပိန်လည်းရှိတယ်ပေါ့နော်နောက်ထပ်ချင်းနဲ့ပေါင်းတော့ပေါင်းရှင်း16ဆိုတဲ့အတွက်ကျွန်တော်6လုံးပိန်နဲ့ရှိတယ်မနော်6လုံးပိန်6လုံးပိန်ရှိတယ်။တပ်ဖန်ဒီ6ကိုတစ်တို့မှာဆိုတဲ့အတွက် ခွန်ရှေကိုခွန်ရှေကိုကံမယ်ပေါ့နော်အဲဆိုရင်ရှေလုံးပိုင်း6လုံးပိုင်းတွဲလိုက်တော့ကျွန်တော်တို့ဒီမှာဆိုရင်ရှေ6ခွန်ဆိုပြီးရမယ်ပေါ့နော်ရှေ6ရှေ6ရှေ6အတွဲပေါ့နော်ရှေ6နောက်ထပ်ဒီမှာရှေ6လို့ထည့်ရမယ်ပေါ့နော်ဒီရှေ6အတွဲကိုခွန်ရှေကိုကံမှာပေါ့နော်ဒါဆိုရင်ရှေ6ခွန်ရှေ6ရှေ669ဆိုပြီးဖြစ်သွားမယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ဒီ16ချိန်မှာဒီ3ခွဲရလာဖြစ်ပါတယ်669ရ667ရ669ရဆိုပြီးဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ကျွန်တော်ဒါလေးကိုဆက်ကြည့်အောင်ဟာဆိုရင်ဒီမှာ936ဗောနော်936 356ဒီမှာကျတော့ကျွန်တော်646ဗောနော်646ဆိုပြီးတော့646ဖြစ်ပါတယ် ဒီမှာကတော့9ခွန်ရှစ်ဆိုရတဲ့ဒီမှာ9ခွန်ရှစ်9ခွန်ရှစ်ပါနော်ဒီတစ်ပတ်မှာတော့ကျွန်တော်7လုံးပိုင်ရဲ့6လုံးပိုင်ရဲ့ကိုခွန်ရှစ်ကိုကမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာအပြီးခွေမှာထပ်ကြည့်အောင်6ခွန်8 9 3ညာတင်နေဆိုတော့ဒီမှာ6 6ခွန်ဒီ6 6ခွန်ပါပြီးသားပါနော်6 6 8ဒီမှာ6 6 8အပူပါနော်6 6 9 ဒီမှာရှင်းရှောက်ကိုဆိုပြီးတော့ပါပီးတာဖြစ်ပါတယ်ဒါလေးပိလေးပါတယ်လို့သုံးလုံးလေးပါတယ်ပေါ့နော်โอเคနောက်တစ်ခုကလည်းကျွန်တော်အပြီးခွေပုံတူမယ်ဆိုရင်နင်းငါငါမပါဘူးပေါ့နော်နင်းငါ6 8 9 3ညာဆိုပြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့မှာတိတ်ကမပါဘူးပေါ့နော်ဒီမှာကျွန်တော်ခုနက6 8 9တုံညာလည်းရှိသေးတယ်ပေါ့နော်ဆိုတော့အပြီးခွေက6 8 9တုံည6 8 9တုံညာ၅လုံးထက်ကအပြီးပေါ့နော်ဆိုတော့ဒီမှာ6 8 9 ရှေ့ရှောက်ခွန်ရှေ့ရှောက်ရှေ့ရှေ့ရှောက်ကိုဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်တို့ဒါအပြီးခွေကဏ္ဍဖြစ်ပါတယ်ပေါ့နော်။အပြီးခွေကဏ္ဍဒီ19တိမ်မှာရှောက်ခွန်ရှေ့ကိုတုံညာပေါ့နော်။ငါးရှောက်ခွန်ကိုတုံညာတစ်တစ်ကလည်းမပါတော့ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီရှောက်ခွန်ကိုတုံညာလေးပိတ်ပေါ့နော်။ရှောက်ခွန်ကိုတုံညာလေးပိတ်ဆိုတော့ကျွန်တော်တို့ဒီမှာတဲစီလိုက်တော့ရှေ့ခွန်6ရှေ့ရှောက်ခွန်ဆိုတော့ဒီမှာရှေ့ရှောက်ခွန်ပါတယ်ပေါ့နော်။ရှေ့ရှောက်ခွန်တစ်ပိတ်ပါတယ်။ ပြီးရင်ရှေးရှောက်ရှေးရှောက်ရှေးအပူကကျွန်တော်မထည့်ထားဘူးပေါ့နော်ရှေးရှောက်ရှေးတို့ရှောက်ရှောက်ရှေးတို့အဲ့ဒါကကျွန်တော်မွေးကရန်ရှိတယ်ပေါ့နော်ရှောက်ရှောက်ရှေးရှေးရှောက်ရှေးပေါ့နော်ရှောက်ရှောက်ရှေးโอเคနောက်ထပ်ဒါကျွန်တော်ရှေးကိုထိတ်စီနေရာမှာထိုင်ပို့ပြီးတော့ကောက်မယ်ပေါ့နော်ဒီမှာတော့69 93ညာဒီလေပိတ်နှလုံးအပါဖြစ်မြေပေါ့နော်ဒီလေးလုံးထဲက69 93ညာနှလုံးအပါဖြစ်ပါတယ်ဆိုတော့ဒီမှာ69ကတော့အားရမယ်ပေါ့နော်ကျွန်တော်ဒီမှာတော့ ဒီမှာ669ဟာဒီဒီမှာပါပြီးပါပါတော့669တဲ့ဖြစ်ပါတယ်669တဲ့669တဲ့ဖြစ်ပါတယ်ရှစ်ထိပ်စီပေါ့နော်အဲပရိက္ခ69ပရိပုံတူတယ်ဆိုပေမဲ့ကျွန်တော်ဒီမှာ9ပရိဒီ683ည683ည9 3ည683ည683ဆိုပြီးဖြစ်မယ်ပေါ့နော်โอเคဒါတော့ဒီမှာလေးတိတ်ဆိတ်နေတာလေးကိုပြန်ပြပြရှင်းဖြစ်ပါတယ်ခင်ဗျာနောက်ဆိုရင်69ချိန်မှာတော့ဒီ3ွက်ပေါ့နော်ဒီ3ွက်ရဲ့ဒီဟာရဲ့ဖြစ်ပါတယ်ဒါကကျွန်တော်တို့ ဒီအပြည့်ခွေကဏ္ဍ၅လုံးနဲ့ထုတ်ထားတာပေါ့နော်အပြည့်ခွေကဏ္ဍ၅လုံးနဲ့ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီ6963ညလေးပိတ်ပေါ့နော်6963ညရဲ့ပုံတေက3ညနဲ့လေး60ပုံတေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ3ညနဲ့လေး60ဆိုတော့3ညနဲ့လေး60ဆိုတော့3ည60ကီပေါ့နော်3ည60လေးပိတ်နေရအထိဖြစ်ပါတယ်3ည60ဆိုတော့အကုန်လုံးကကျွန်တော် ပါနေပြီးသားဖြစ်ပါတယ်ပေါ့နော်အကုန်လုံးကကိန်းကြီးနေပြီးသားဖြစ်ပါတယ်ဒါဆိုရင်ဒီဟာအတဲ့ပေါ့နော်ဒီနှစ်ခုအာရမှာဖြစ်ပါတယ်6ခွန်9ရ6ခွန်3ရရကိန်းရဲ့အဲ့ဒါမကြိုက်ဘူးဆိုရင်တော့ဒီ3ခွက်ထဲပေါ့နော်ဒီ3ခွက်ထဲကဆက်ပြီးတော့ okay တွားခင်မယ်ဆိုရင်တော့အဆင်ပြေမယ်ပေါ့နော်ဒီ5 3 6ဒီ3 5 6ဖြစ်ပါတယ်နောက်ထပ်6 4 6ဒီ6 4 6တဲ့9ခွန်8ဒီ9ခွန်8တဲ့ဒီဒီဘက်မှာတော့ ကျွန်တော်ရှစ်ချောက်ခွန်တဲ့ရှစ်ချောက်ရှစ်ရှစ်တဲ့ရှစ်ချောက်ကုတဲ့များโอเคမလားပေါ့နော်โอเคဒါကတော့ကျွန်တော်တင်ချာနေ့ရပြန်လည်များဝီရှင်ဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ message များအားလုံးပဲဒီ16ချိန်မှာကံပေးလို့ရကြပါစေခင်ဗျာကျွန်တော်ရဲ့ video ကိုလည်းအဆုံးထိကျေးဇူးအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ message တွေတူတူရောက်ရှင်းစေကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ